ခေတ်ကာလအပိုင်းခြားနဲ့ခြေနေတွေအားလုံးကလည်းကျွန်တော်တို့တတ်နိုင်တဲ့အတိုင်းဓာအခြေအနေကျွန်တော်တို့မဖြေရှင်းနိုင်တဲ့အရာတွေတတိတခြားပို့ပို့ပြီးများလာအဲ့လိုများလာတဲ့အတွက်ယုံကြည်သူဖျားသားသမီးတွေတယောက်အနေနဲ့ကလည်းနောက်ဆုံးဘာပဲကြံတလဲဆူတောင်းဖို့ပဲတတ်နိုင်တဲ့အခြေအနေပဲဖြည်းဖြည်းရောက်လာတယ်ပဲအဲ့တော့အချို့ကျတော့လေဆူတောင်းခြင်းကလူပြင်းနေအလုပ်ပါလူဖြင်းနေအလုပ်ပါလက်တွေ့မကြပါဘူး နို့အဲ့မှာဆွတ်တောင်းနေလိုက်သူကပြောတတ်ကြဒါပေမဲ့လည်းနှုတ်ကပတ်တော်တမချန်းစာကိုကြည့်တဲ့အခါကျတမချန်းစာထဲမှာရှိတဲ့ဘုရားခင်ရဲ့လူတို့ရေဘုရားခင်ရွေးကောက်ထားတဲ့လူမျိုးတော်တွေထဲမှာအားလုံးဟာဆွတ်တောင်းခဲ့ကြတဲ့လူတွေကြီးပဲသူတို့ကြုံရတဲ့အခြေအနေတွေအားလုံးအစိန်ခုံမှုတွေအားလုံးကိုလည်း ဘုရားခင်ထံဆုတောင်းခြင်းမျက်နာတော်ကိုရှာခြင်းအဖြစ်ပဲဖြင်းရှင်းခဲ့တဲ့အဖြစ်ပြတူလေအဲဒီတွေ့ရဗျအဲ့တော့ယုံကြည်သူဘုရားသားသမီးတွေပဲဆုတောင်းခြင်းကလူဖြင်းအလုပ်လို့ပြောလို့မရတော့ဒါကဘုရားခင်ရဲ့အတူအသက်ရှင်ခြင်းမှာအရေးကြီးတဲ့ဌာနတစ်ခုအနေနဲ့ပါဝင်နေတဲ့အချက်ဖြစ်တယ်လို့နားလည်ရဗျာအဲ့တော့ဓမ္မဟောင်းတစ်ခုလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာတွေ့ရလဲဆိုတော့အခြေအနေတစ်ခုကိုပြောင်းလဲဖို့လိုအပ်နေတယ်ရင်ဆိုင်ရတဲ့အဖြစ်ပြက်တစ်ခုမှာထွက်လာမဲ့အဖြေကမကောင်းဘူးဒါပေမဲ့ဒီအဖြေကိုပြောင်းပြန်ပြောင်းလဲဖြစ်ချင်တယ် ဆိုတဲ့ထိတ်အခါမျိုးမှာအစိုးဆုံးကနေအကောင်းဆုံးဆိုတဲ့အဖြစ်ထွက်လာဖို့အတွက်ဘုရားတခင်ရဲ့လူလို့ခေါ်တဲ့ဘုရားခင်ရွေးကောက်တဲ့ဘုရားခင်ရဲ့လူတွေဘုရားခင်ရွေးချယ်တဲ့လူမျိုးတော်တွေအားလုံးဟာစိတ်နှလုံးပြုပြင်ရတယ် အင်ပြေတဲ့ကာလတွေခက်ခဲချက်သေးတဲ့ကာလတွေစိန်ခုံမှုတွေများတဲ့ကာလတွေမှာသူတို့ဒီနံပါတ်၁စိတ်နှလုံးကိုပြုပြင်ခြင်းအတွက်အစီအရင်ရပြီးတော့အမားတွေကိုနောင်တရပြီးအဲ့ဒီအမားတွေကိုစွန့်ဖြစ်ပြီးဖျားနောက်တော့လိုက်ရတဲ့ဇကားတော်ကိုပြန်နာခံရလူစီရဲ့ရှင်မြတ်ကိုစွန့်ဖြစ်ပြီးအလိုတော်ကိုဝန်ခံရကြောချင်တာကအထံတော်ကိုတိုးဝင်ခြင်းမျက်နာတော်ကိုရှာခြင်းလို့ခေါ်တယ်ဆူတောင်းခြင်းလို့ပြောရင်လည်းမမားဘူးအဲ့ဒီအရာတွေကဓမ္မဟောင်းရဲ့90ရာခိုင်နှုန်းလောက်ကိုရောင်းမှုထားတာကို 对要没错，两水倒进啊， အောင်ဘုရားခင်မျက်နာတော်ကိုရှာခြင်းအလိုတော်ကိုဝန်ခံခြင်းဘုရားခင်ကိုကိုးစားခြင်းလို့ပြောရင်မမဘူးဆိုတာကိုတို့နားလည်ရပါတယ်။တရားကုတ်ဩဝါဒစာအခန်းကြီး9ပိုင်ငယ်73မှာတရားကုတ်ကြီးကအတင်းတော်ကိုမာတဲ့အခါမှာစိရခံရသောသူရှိရင်တောင်းပါစိရခံရသောသူဆိုတာအခက်ခဲပြဿနာကြုံရသောသူပြဿနာအပူတွေကြားထဲမှာအသက်ရှင်နေရသောသူလို့ပြောရင်ပိုပြီးမှန်တယ်။အဲ့ဒီလိုမျိုးအခက်ခဲပြဿနာကြီးကြုံနေရတဲ့ပြဿနာအပူမီးတွေထဲမှာအသက်ရှင်နေရတဲ့သူရှိခဲ့ရင် အလိုရမလဲဆူတောင်းရမယ်ဒီအချိန်တည်းမှာဘုရားရဲ့အလိုတော်ကိုဝန်ခံဖို့ဘုရားခင်ထံကိုဆူတောင်းရမယ်အဲ့တော့ဒီဆူတောင်းခြင်းကဘလို့ဆူတောင်းခြင်းလဲလို့ပြောရင်တိရောအခန်းကြီး9အပိုင်ငယ်14ကနေ15တိဖတ်တဲ့အခါမှာငါတို့ဒီဘုရားခင်ထံတော်၌ရင်းရင်ချင်းအကြောင်းမူကားငါတို့ဒီအလိုတော်နှင့်ညီသောတစုံတစ်ခုသောဆုကိုတောင်းလေဘုရားခင်ဒီနားညောင်းတော်မူ၏ဆူတောင်းတမျှသောစကားတို့ကိုနားထောင်တော်မူသည်ကိုငါတို့သိလေအထံတော်၌တောင်းသောဆုကိုရမည်ဟုတိကြ၏တင်းရဲ့ခံရသောသူရှိရင်ဆူတောင်းစေလို့ပြောတာက ကအဲ့ဒီအခက်ခဲတဲ့ခဏနိုင်ဒီဘုရားခင် အလိုတော်နဲ့ညီတဲ့စုကိုကောင်းတတ်ဖို့အတွက်သူကကြတယ်။အဲ့ဒီအလိုတော်နဲ့ညီတဲ့စုကိုယုံကြည်ခြင်းနဲ့တောင်းတဲ့အခါမှာခြေနေကိုပြုတ်ပြင်ပြောင်းလဲစေအကြောင်းတွေအများကြီးဖြစ်စေနိုင်တယ်လို့ထားလိုက်ရတယ်။ဒါကြောင့်အလိုတော်နဲ့ညီတဲ့စုတောင်းခြင်းကကျွန်တော်တို့တွေ့ကြုံနေရတဲ့ပြဿနာတွေအခြေအနေတွေကိုဖြေရှင်းပေးနိုင် ။အချို့သောအခြေအနေမှာဆွေးနွေးတွေမပြောင်းလဲတော့ဘူး။ဒါပေမဲ့အဲ့ဒီအခြေအနေတွေကိုခံနိုင်တဲ့ခံနိုင်ရည်တွေရသွားတယ်။ပြီးတော့တချို့နေရာတွေမှာဘုရားသခင်ရဲ့ဘုန်းတင်ရှားခြင်းအဖြစ်ထွက်သွားတယ်။တချို့နေရာတွေမှာအခြေအနေတွေမပြောင်းလဲဘူး။အခြေအနေတွေပိုဆိုးလာတယ်။ဒါပေမဲ့အဲ့ဒီအခြေအနေထဲမှာဘုရားသခင်ရဲ့အလိုတော်နဲ့ဘုရားရဲ့အလေးလာကိုသင်ခန်းစာတွေအများကြီးရပြီးအသက်တာရင့်ကျက်သွားတာတွေလည်းအများကြီးရှိတယ်။ဒါကြောင့်တော့အောက်မှာဆက်ပြောတယ်။မပြောလဲဆိုတော့ ဖင်လန်းတော်သူရှိနေဆန္ဒတချင်းကိုဆိုစီအဲ့တော့အခက်ခဲပြဿနာတွေကြားထဲမှာအမတော်ကိုချီးမွမ်းချီးမြှောက်တည်ဆူနိုင်တဲ့အသက်တာကအရင်ကျက်လာတဲ့အသက်တာအကြောင်းလဲဆိုတော့မပြေလည်ခြင်းတွေထဲမှာဖခင်ရဲ့အလိုတော်ကိုတည်ယူတတ်လာတယ်အစင်မပြေခြင်းတွေမှာဖခင်ရဲ့မျက်နာတော်ကိုမျှော်ကြည့်တတ်လာတယ်ကိုယ့်အသက်တာကိုဆင်ခြင်တတ်လာစေတဲ့အတွက်ဒီအရာတွေကကိုယ့်ရဲ့အသက်တာအတွက်အကျိုးရုပ်စေဖို့မဟုတ်ဘူးဆိုတော့ကိုနားလေသွားတဲ့အခါအသက်ရှင်တဲ့ဖခင်ရဲ့နာမတော်နဲ့ကျေးဇူးတော်တွေကို ကင်းမွန်းစရာတွေပဲဖြစ်လာတမန်တော်ဝတ္ထုခန်းကြီး16ပိုင်းငယ်25မှာတွေ့ရတဲ့ဖိလိပ္ပိထောင်မှာပေါလုနဲ့တီလာရဲ့ချီးမွမ်းခြင်းဟာသက်တည်ဒါပေမဲ့လူကြီးအများစုကတော့နော်ဘာပဲပြောပြောပြဿနာတွေပြီးသွားတဲ့အခါမှာလေချွန်နိုင်ကြတာပါဒါပေမဲ့ဘုရားရဲ့သားသမီးတွေကဘုရားရဲ့အကြံစီနဲ့အလေးလာကိုတဘောပေါက်သွားတဲ့အခါမှာတော့အဲ့ဒီအခြေအနေဂျာနေမှာပဲလေရွှင်လန်းသောစိတ်နဲ့နာမတော်ကိုချီးမွမ်းစရာကြောင့်ဖြစ်စီတယ်လို့ကျွန်တော်တို့သိရမှာဖြစ် ိုင်ငယ်၁၆ကိုဖတ်တဲ့အခါမှာဆက်ပြောတယ်အချင်းချင်းတယောက်နဲ့တယောက်ကိုယ့်အဖြစ်ကိုဖော်ပြတောင်းပန်ကြလော့ချမ်းသာရမိကြအောင်အချင်းချင်းတို့ဖို့ဆုတောင်းကြလော့သူတို့ကောင်းဆုတောင်း၍အရှိန်ကြီးသောပထနာကြီးအလွန်တကူပါ၏အဲ့တော့ဒီညမှာအချင်းချင်းတယောက်နဲ့တယောက်အဖြစ်ကိုဖော်ပြတောင်းပန်ခြင်းကိုတို့ကပြတယ်အဲ့တော့ဓမ္မဟောင်းကြည့်တဲ့အခါမှာဆလံချမ်းတစ်ချက်မှာအဖြစ်ကိုဝတ်ထားသောသူကဆုတောင်းလည်းအဖြစ်မရဘူးလူစရိုက်ကိုငဲကွင့်ရင်ဘုရားခင်ဆုတောင်းတာကိုနားမညာဘူးဆိုတဲ့အခြေအနေမျိုးဓမ္မဟောင်းမှာရှိခဲ့ ။အောင်ဒီနေရာမှာအချင်းချင်းကြားထဲမှာဖြစ်နေတဲ့မပြေလည်စေတဲ့အရာမှန်တယ်များကိုတယောက်နဲ့တယောက်ခွင့်လွှဲရမယ်ပေါ့နော်။အဲ့ဒီပြီးတဲ့အခါမှာသူကဆက်ပြောတယ်။အဲ့ဒါပြီးမှဆုတောင်းပါတချို့သောအရာတွေအလုံးကသူတောင်းခြင်းကိုအစိတာဖြစ်စီတဲ့အရာတွေကလည်းအဲ့ဒါတွေပါတယ်ပေါ့။အဲကြောင့်သူကပြီးမှဆွတ်အောက်မှာဆက်ပြောတယ်သူတို့ကောင်းဆွတ်တောင်းပြီးချိန်ကြီးသောပัฒနာဒီအလုံးတကိုးပါ යි ။ကျွန်တော်ဒီညမှာစမ်းစာသူတို့ကောင်းသူတို့ကောင်းဆိုဘယ်လိုလူမျိုးလဲ။ကျွန်တော်နားလည်ထားတဲ့သူတို့ကောင်းကပြည်ကြီးပေါ်မှာတော့ရှားတယ်။ဒါပေမဲ့တောင်းချမ်းဆောင်ကြည့်တဲ့အခါ the effectual fervent prayer of a righteous man ဖြောင်းမတော်သူဘုရားခင်ရဲ့လူပေါ့အကြောင်းလဲဆိုအောက်မှာကြည့်တဲ့အခါမှာအိလိယအကြောင်းကိုမိညာမီးပြောတာဆိုတော့အိလိယကိုပြန်စဉ်းစားတဲ့အခါမှာတမန်ကျောင်းအရာအမရဆိုရင်တတ္တယဆောဆောင်းအခန်းကြီး၁၇ကိုတော့မဟုတ်အခန်းကြီး၁၈ကိုဖတ်တဲ့အခါသူ့အကြောင်းတွေ့ရအဲ့တော့အခမင်းနဲ့ယေဇဗေလတို့ရဲ့အိဒရလူမျိုးတွေကအဲ့ဒီအချိန်အခါမှာအလားဘုရားကိုကူးကွယ်စေကြတယ်ဒါကြောင့်ဘုရားခင်ကတရားဟောရာကျမ်းအခန်းကြီး28အပိုင်းငယ်1ကနေ23လောက်ထိဖတ်တဲ့အခါမှာအဲ့ဒီ ဣတိလလူမျိုးကိုဘာလဘုရားကိုဥကွယ်ဆွေတဲ့အတွက်မိုးခေါင်စင်တယ်။သုံးနှစ်ခွဲလောက်လုံးဝမိုးမရဆွေ။ဒါကြောင့်ရေကြီးပေါ်မှာရေမရှိတဲ့အတွက်အပင်မပေါက်တဲ့အတွက်အငတ်ဘေးနဲ့ဂျုံနဲ့ခေါင်းပါအစာခေါင်းပါချင်းဘေးကြီးဖြစ်လာ။အဲ့တော့အဲ့ဒီတစ်ချိန်တည်းမှာပဲအီလီယာကကာမေလာတောင်ပေါ်မှာဘာလယပရောဟိတ်တွင်နဲ့တင်ခေါ်တယ်။အဲ့တော့ဘာလပရောဖက်တွေကသူတို့ဘုရားကိုအော်ဟစ်ပြီးဆုတောင်းကြတယ်။အချိန်ချင်းဆုတောင်းပေမဲ့ဘာသက်တင်မှမရအောင်။ဒါပေမဲ့အီလီယာက ုတောင်းတဲ့အခါမှာတော့တစ်ချိန်တည်းဆုတောင်းတာနဲ့သူဆုတောင်းတဲ့အတိုင်းအကောင်းကင်ကမိကြပြီသူရဲ့ရစ်ပလင်အသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဆိုတော့တက်တည်ထူပဲဒါနဲ့အဲ့လိုအချိန်ကြီးပြီးသွားတဲ့အချိန်တိမိုးကမရတဲ့အတွက်ဣတရာလူမျိုးတွေကမိုးကိုမျောတယ်ဘာလို့လဲဆိုတော့အငတ်ဘေးနဲ့ကြုံရပြီသာခေါင်းပါချင်းပြီးရောက်လာတဲ့အတွက်မိုးလာမှအားလုံးစင်ပြေမှာအဲ့ဒီအချိန်မှာအဲ့ဒီအချိန်မှာကာမီလာတောင်းထိပ်မှာပဲအီလီယာကခုနှစ်ကြိမ်ဆုတောင်းတယ်ဆက်မပြတ်မရမနာပြင်မရမချင်းဆုတောင်းခဲ့တယ်အဲ့တော့ဓမ္မရစဉ်တတ္တယဆာဆောင်အခန်းကြီး၈၈အပိုက်ငယ်၁မှာ မိုးရွာတယ်။အဲကနေစပြီးတိုင်းတပြည်လုံးစုပြေးတယ်။ဘာငါ့မှာဘာချင်းပြေးနောက်သွားတယ်။အဲ့တော့အိလိယကိုကျွန်တော်ရှိတဲ့အခါထောက်မှတ်တော်သူလို့ပြောတာကိုအင်္ဂလိပ်လူပါ။ဒါပေမဲ့ဗမာလူကျောက်သူတို့ကောင်းလို့တုံးတာ။အဲ့တော့အိလိယက ုံလင်းတဲ့လူတော့မဟုတ်ဘူးတမိုင်းချောင်းရအတူကြည့်တဲ့အခါသူဒီကြောင်ယုံနာတွေတုံလုံးတာတွေသူ့မှာအများကြီးရှိခဲ့တယ်။ဒါပေမဲ့သူဖြောင်းပတ်တယ်။အတိတ်ဘယ်ကဖရာစကားကိုနာခံတတ်တယ်။ဘုရားပေါ်မှာယုံကြည်စိတ်ချခြင်းရှိ။အဲ့ဒီယုံကြည်စိတ်ချခြင်းကပဲဖြောင်းပတ်တော်သူရဲ့ဆုတောင်းခြင်းကိုဘုရားသခင်ကနားညောင်းစရာအကြောင်းတွေဖြစ်ခဲ့တယ်လို့ကျွန်တော်တယောက်ဆရာကြီးရောဘတ်ကဘာပြောလဲဆိုတော့ဆုတောင်းခြင်းဆိုတာအဲ့ကောင်းကင်ဘုံကဲ့သို့လူအလိုကိုပြည့်စုံစေဖို့မဟုတ်ပဲရည်ကြီးပေါ်မှာဘုရားတခင်ရဲ့အလိုတော်ပြည့်စုံဖို့ဖြစ်တယ်လို့ ူကမပြောခဲ့ဘူးတဲ့။အဲတော့အိန္ဒိယရဲ့ဆွတ်ကောင်းခြင်းနေအားလုံးဟာဘုရားခင်ရဲ့ဘုံတော်ထင်ရှားဖို့အလိုတော်နဲ့ညီတဲ့အတွက်အဲ့ဒီသူတော်ကောင်းဆွတ်ကောင်းခြင်းရဲ့အရှင်ကအကူပါတယ်ဆိုတဲ့တက်တီကိုယာကုပ်ကအင်းတော်ပြန်ပြီးအဲဆွတ်ကောင်းခြင်းနဲ့ပတ်သက်လိုက်ဟာ ယာကုပ်ရဲ့ပြောစကားအရလူဖြစ်နေရဲ့အလုံးမဟုတ်ဘူးလေဖန်တန်းစီတာမဟုတ်ဘူးအင်မတန်မှကြီးကြီးတယ်ဘုရားတခင်ရဲ့မျက်နာတော်ကိုရှာခြင်းဖြစ်တယ်ဘုရားခင်ကိုကူးစားခြင်းဖြစ်တယ်ဆိုတော့ယာကုပ်ဩဝါဒစာအခန်းကြီးပိုင်း73ကနေကျွန်တော်တို့16လောက်ထိဖတ်တဲ့အခါပြရအောင်